အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်ပြီးခဲ့တဲ့လုံနာရတော့မှာမြို့ပေရာစီပြီးလူတွေကိုတွားပြခဲ့တာလေးကိုမီနီဘရော်လေးအဖြစ်ရိုက်ပြီးတော့ပြန်လဲတင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့မြို့ပေရာဘောရောက်တော့ခီးတဲ့တွေကတော့ပြည့်နေပါတယ်ချိုးဆူထိုင်ကုန်များလို့မတက်တွယ်လောင်းနေနဲ့စီနေကြရပါတယ် တောင်ကိုတုံးပြီးတော့ခီးသွားတဲ့သူတွေကတော့အတော်များပါတယ်ဒါတော့ရထားလမ်းကြီးပါသူမနဲ့ခင်ဗျားသာပြန်ဆောင်ရင်ဆောင်မယ်ရထားလမ်းနေဆိုတော့ဘယ်တော့မှပြန်ဆောင်ကြဘူးလေစားရပါဒါတော့မြေတညောကိုကျွန်တော်တို့ကြောက်ပြီပေါ့ဗျာတပိမှာတော့ခရီးလေးစောနေတာကိုမြင်ရပါတယ် ရာသီဥတုကလည်းတာယာပြီးတရားနဲ့တော်တော်လှနေလို့ကျွန်တော်ရိုက်ခဲ့ပါသေးတယ်။ဥဆိုရင်နောက်တစ်ဘုရားကိုထက်ရောက်ပါပြီ။ဒီဘုရားကတော့တေချာလေးလှောက်ထားပုံရပါတယ်။ဘုရားအောက်မှာတတန်းပြပြနဲ့ခီးတဲ့ရောအရှင်းတဲ့တော်များဝင်ရပါတယ်ဒီဘုရားမှာ။တော်တော်လေးလေးကြည်ကျဝင်ရှိပါတယ်။ဒါကတော့ပဇွန်တော်ဘုရားပါ။ကျွန်တော်တို့မလာကုန်းဘုရားကိုကြော်ပြီးပဇွန်တော်ဘုရားရောက်ပါတယ်။ ပထမအနေမှာဆက်သွားလို့ရှင်တော့ကျွန်တော်တို့ရန်ကုန်ဘူတော်ကြီးကိုရောက်มาပဲဖြစ်ပါတယ်။အားတော့ဒီလိုထိုင်ပြီးတော့ထရင်းစားဖတ်နေတဲ့ဦးလေးကြီးကိုသဘောကျလို့ရိုက်ခဲ့တာပါ။ရထားပေါ်မှာလက်ကမ်းဆန်ဆောင်လေးပေးလို့လည်းယူထားလိုက်ပါသေးတယ်။အဝေးပြေးကားလေးပေါ်မှာသာစည်းစဲတွေရှိတာမဟုတ်ပါဘူး။ရထားပေါ်မှာလည်းစည်းစဲတွေရှိပါတယ်။ရထားပေါ်မှာတခါတလေကျွန်တော်တို့ စားတောက်တွေရောင်းတဲ့ဈေးတွေကိုလည်းမြင်တွေ့နိုင်ပါတယ်။ဟိုပြီးခဲ့တဲ့အခေါက်တွေတော့ဆိုရင်တော့ကျွန်တော်ဘောင်းဂလိုရီဘာတွေဝယ်စားပြပါတယ်။ဒီတစ်ခေါက်တော့ကျွန်တော်ပီကင်ကိုလာတာမလို့ဒါမှမစားပြလိုက်ပါဘူး။ပီကင်ရဲ့ဘုံတော်ဝန်ထားတာအတော်တော်ခားနေပါပြီ။ကျွန်တော်ရဲ့ဘဝတွေလို့ပေါ့။အခုတော့ကျွန်တော်တို့ရန်ကုန်ရုံဘူရာကြီးကိုရောက်တော့မှဖြစ်ပါတယ် တားပေါ်မှာတော့ရှက်ရှက်ပပမြန်မာလို့တတိပိစာလေးတွေကထားတွေ့ရပါတယ်အဲ့တော့ရတားတွေကကျွန်တော်တို့ပြည်တွင်းထုတ်ဆိုတာတဲ့နိုင်ငံသားတွေတင်ပို့ပြီးတော့ပြည်တွင်းမှာပြန်လဲမုံမှန်ပြီးတော့မှဒီရတားလမ်းလေးပေါ်ရောက်လာကြတာလေအားကြောင့်မလို့တချို့ရတားတွေမှာဆိုရင်အဲနိုင်ငံသားဘာသာစကားနဲ့ရေးထားတဲ့စာတွေကိုတော့အများဆုံးတွေ့ရလေရှိပါတယ်ဒါကတော့ရတားတွဲဆိုင်တတိပါ ရောက်ထတာတော့မချသေးပါဘူးဒီ EMU Aircon Bash Aircon ရထားလို့ပဲပြောကြပါတယ်ကျွန်တော်တော့တခါမှမစီးကြည့်ရသေးပါဘူးစီးကြည့်မယ်လို့တော့စဉ်းစားထားပါတယ်ခုဆိုရင်တော့ Aircon Buddha ကြီးရောက်ပါပြီရောက်ပြီဆိုတာနဲ့ထားပေါ်မှာရှိတယ်မလို့လေအကုန်စိမ့်ကြတာဆိုတော့ဘုရားဝင်တစ်ခုလုံးလှုပ်လှုပ်ရှားရှားနဲ့ပြင်နေပါတယ် ရန်ကုန်မူဒါကြီးမှာဒီနေရာကိုကျွန်တော်သဘောကျဆုံးပါပြီးတော့ရထနိုင်ငံဘဝနေတော့မြင်နေရတဲ့ဒီလိုမြင်ကွင်းတွေပေါ့အားလုံးပဲတက်တာပါခင်ဗျာအခုဆိုရင်တော့ကျွန်တော်ရန်ကုန်မူဒါကြီးကိုမြို့ပြရထားစီးပြီးတော့တောက်ခဲ့တာလေးကိုရိုက်ပြခဲ့တာဒီမှာနေပြီးပါပြီပေါ့နောက်တစ်ခါကျွန်တော်ရဲ့မီနီဘလော်လေးတွေအများကြီးဖော်ပြပေးဖို့ရှိသေးလို့ဆောင်ရွက်ကြည့်ပေးကြပါအောင်လို့ထောက်ဆိုပါတယ် ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါသည်။နောက်ထပ်အသစ်သစ်တွေနဲ့ကောင်းမွန်အောင်ထူးခြားပြီးတစ်ချက်တော့ပါမယ်ခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။